မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျောင်းကြီးမြန်မာပြည်ပါဒီနေ့ဇယ်ရ6လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်ဇယ်ရ6လ2025အင်္ဂါနေ့ရဲ့ဒီနေ့တာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်နော်အိုးရင်လောက်ကနေပတ်သက်တဲ့လေးကြမှာဒီအချိန်မှာ အလုတ်ကိုင်းတစ်တွေဝင်တတ်တဲ့ကာလာမျိုးဖြစ်ပြီးစိတ်ထဲမှာတော့အလုတ်တစ်တွေလောက်အောင်မလားလုံးရင်စင်မပြေပါမလားငွေကြီးကုန်ကြမှုဖြစ်မလားဆိုပြီးအိမ်ဒီအစ်စ်တွေစောက်အောင်မလားဆိုပြီးတော့စိတ်ထဲမှာအိုးဒီအိမ်ဒီလုပ်ငန်းတစ်တွေရရှိပြီးမယ်စိတ်ထဲမှာတကုတ်ကူအစင်မပြေသေးလို့ခံစားရပါတယ်အလုတ်တစ်တွေအကိုင်းတစ်တွေအိမ်ဒီအိမ်ဒီအစ်စ်တွေအစ်စ်တွေရတတ်တဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဗျာစိတ်ထဲမှာတော့လောကကိုင်းငွေကြီးအစင်မပြေတကုတ်ဖြစ်မှာကြောက်ပြီးတော့စိတ်ထဲမှာသနိုးသနောက်ဖြစ်နေတဲ့ကာလာမျိုးတွေဖြစ်ပါတယ် ။ဒါကြောင့်အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာအောင်မြင်ကြတတ်တဲ့ကာလမှုဖြစ်ပြီးတော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုအဆင်မပြေရတဲ့ပုံကအလုံးတို့ဒီအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရာဟုတော့အောင်မြောက်တော့မှာအမနွားနိုလေးကိုတောက်အောင်ပြီးမှဆူတောင်းဒါမှမဟုတ်တစုံတယောက်သောလူကိုနွားနိုလေးကိုဆူတောင်းပြီးမှတိုက်တိုက်လို့ရှိရင်တော့အိုးရင်လောက်ကိုင်းမှာပွင့်လန်းမှာဖြစ်ပါတယ်။အတင်နွားနိုလေးကျွန်တော်လေးလောက်ကိုင်းမကောင်းမှုအိမ်ဆောက်ခြင်းနဲ့ အလုတ်ကိုင်းနေပတ်တဲ့နိုင်ငံခြားကိုသွားပြီးလှုပ်တွေလှုပ်ခြင်းနဲ့အလုတ်ခေါ်သားတွေရခြင်းနဲ့အိမ်တွေဆောက်ခြင်းနဲ့အလူတွေလှုပ်ခြင်းနဲ့ဗျာကျွန်တော်မအိုက်ကြီးသားတဲ့ပတ်သက်လို့ပိတ်ဆို့နေတယ်ပိတ်ဆို့နေတဲ့ကိစ္စလေးတွေရှင်းပြအောင်အတင်နွားနုလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအနောက်ဘက်တောင်းလှည့်နွားနုလေးကိုတောက်ပြီးတော့ဆူတောင်းမလားဒါမှမဟုတ်ရင်ဆူတောင်းပြီးမှတစုံတယောက်သောသူကိုကုသိုလ်ပြုမလား ကုသိုလ်ပြုလိုက်တော့ပိတ်ဆိုနေတဲ့အိုးအိမ်လောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်မန္တိပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာအလောက်ကင်နေအောင်မြင်ကြောကြပြီးပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာယာယီထင့်ငေါ်လွဲချော်သလိုဖြစ်တဲ့စိတ်ထဲမှာလုံရင်ရတဲ့အတန်းနဲ့လုံရင်ဖြစ်ပါမလားဆိုတဲ့တန်တရားစိတ်ကြောင့်တခါတလေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်မပြေတတ်ဘူးဗျာဒါကြောင့်ငွေကြီးအဆင်မပြေကြတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီဘုရုတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရေကျွန်တော်ဒီနေ့ပတ်သက်နေဝမ်းမဖြစ်မယ် ကျွန်တော်လူချင်းတဲ့ပတ်စံဘလောက်ကျွန်တော်ပေးစရာဘလောက်ကျွန်တော်ရစရာဘလောက်ပေးရန်ရန်စရာလေးတွေအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ပေးရန်ရန်စရာလေးတွေအဆင်ပြေအောင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအမြန်ဆုံးအောင်မြအောင်အတင်ရေးလေးကကိုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများပௌထုတောင်းရက်ကိုလှည့်ရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင် တူတောင်းပြီးတဲ့အချိန်ရဲ့နေခင်းနှစ်နာရီလောက်မှတကြိမ်ဒါမှမဟုတ်နောက်တစ်နေ့၃ရက်တွင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများပွင့်လန်းမှာဖြစ်ပါလေဗျာဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာအင်္ဂါနေ့မှာဗုဒ္ဓတောင်ရကိုလည်းပြီးရေးလေးတောင်းမယ်ဆိုရင်ကြာသာပရိမေကျော်နေ့မကျော်ဘဲနဲ့ငွေကြေးနဲ့များအဆင်ပြေမှာဖြစ်ပါလေနေချင်းဆိုရင်ညနေ၃နာရီထိုးမှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေပြီဖြစ်ပါလေဗျာဒါကြောင့်အင်္ဂါသားသမီးအားလုံးကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်အောင်မြင်ကြကြဖို့အတွက် ဗုဒ္ဓတောင်ရကိုလှည့်ပြီးရေလေးတောက်ပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောပင်ရန်ရရှိသောဇာများအမြန်ဆုံးအစဉ်ပြေးသွားမှာဖြစ်ပါတယ်။ကိုယ်နဲ့နှီးတဲ့ဇေတတဲ့စိတ်စိတ်ထဲမှာတခုခုဇနုံဇနောင်ဖြစ်တဲ့တခုခုအစဉ်မပြေသလိုခံစားရတယ်ပြော။ဒါကြောင့်စိတ်ထဲမှာတခုခုလုံမကြတဲ့လူတွေအားလုံးတို့ဒီအင်္ကာတောင်အရှိတောင်တောင်ကိုလှည့် ကမ္ဘာတံမြာတိလေးကိုရှူရှူပြီးမှသူတော်တဲသွင်းလက်ကကိုင်းကမ္ဘာတံမြာတိလေးကိုရှူလိုက်အတင်းတံမြာတိလေးကျွန်တော်လေးစိတ်ဒီအောင်းနှောင်းနေတယ်စိတ်ဒီနဲ့ပတ်သက်တာတည်ငြိမ်မှုမရှိဘူးကျွန်တော်လောအလောအလောလားအစင်မပြေပါမလားကျွန်တော်မှရောင်းဝယ်မကောင်းမှုအလုံးမရှိဘူးငွေကြီးနဲ့ပတ်သက်လို့မရှိဘူးအတွေ့အထိတင်းနေတယ်အဲကြောင့်ကျွန်တော်စိတ်ဒီညံ့နေတယ်စိတ်ဒီထွေးနေတယ်ကျွန်တော်ညံ့နေတယ်ထွေးနေတယ်စိတ်ဒီအများဆုံးလန်းဆောင်ကျွန်တော်မှဖြစ်ပေါ်နေတဲ့အခက်အခဲတွေအများဆုံးလွဲချုံနေရတဲ့အောင်ကုညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းလက် တံမြာတိလေးရှူပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကိုယ်နဲ့နင်းနဲ့ဆက်သက်တဲ့တလူယောက်ျားတွေဒီချိန်မှာလူယောက်ျားတွေအောင်မြင်ကြကြတယ်ကိုကိုကိုင်ကိုမိသားမုံမနဲ့ဝါတာတန်းနဲ့ကြောင်းတောင်းအဲကိုလိုမှာကိုမလို့ချင်းကိုကိုင်မှာကိုမနဲ့အပြစ်မှာရောင်းတောင်းလုံးနေတဲ့အတွက်အဖန်သီးအနှိမ့်ဆက်ငွေကြီးနဲ့ပတ်သက်တဲ့ရောစားအပေကန်းနေရှိတဲ့ကာလမျိုးတွေဖြစ်ရကိုကိုင်ကိုကိုရာကိုမိသားသူမနဲ့အန်တရာယ်ကင်းပေးရှင်းပြီးကိုလုပ်ငန်းလုပ်ရင်တော့စီးပွားရေးတိုးတက်မှာဖြစ်ပါတယ် အပြင်မှာရောင်းတော်တော်နေမလို့ဘနဲ့ငွေကြေးကုန်ကြမှုပြဿနာဖြစ်မှုတွေကြုံတွေ့ရတဲ့ကာလမျိုးဖြစ်လူယောက်ျားတွေအောင်မြင်ကျော်ကြားမှုကြောင့်ကြောင့်မြောက်ကြမြောက်ကြဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတဲ့ကိစ္စလေးအဆင်ပြေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗုဒ္ဓတောင်ရကိုလည်းရေးလေးသားပြီးမှဆူတောင်အတင်းရေးလေးအတင်းရေးလေးအာကျွန်တော်လေးအိမ်မှာရှိတဲ့လူယောက်ျားတွေအဆင်မပြေဘူးလူယောက်ျားဓာတ်ပြက်နေတယ်အလုံးမကောင်းကောင်းမလုပ်ဘူးဝေကြီးနေပတ်သက်တာ အဲတတ်မှတ်ထားတာမပြီးအိမ်မှာပူညာပူညာလုပ်နေတာမလိုအပ်တဲ့နေရာတွေသွားနေတာဖြစ်တယ်အန်တီဖြစ်မှကြောက်တယ်ဗျာကိုကိုရင်ကိုမိသားကိုလုံငန်းမှာပဲအဆင်ပြေပြေနဲ့ဖြစ်ခြင်းတယ်ဒါကြောင့်လွဲချုံနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ဓာတ်ပြက်နေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကလေးသားလေးအတင်ကြီးလေးကအဆင်ပြေအောင်ကူညီဆောင်ရွက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးရေးလေးတောက်ပြီးဆုတောင်းဒီချိန်မှာအင်္ဂါနဲ့ပတ်သက်တဲ့ပူညံပူညံတခုဖြစ်ရင်လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်လို့ရတာဗௌဒ္ဓတောင်ရကိုလာလက်ပြီး ရေးလေးတောက်လိုက်စမ်းပါဗျာဖြစ်ပေါ်နေတဲ့အခက်ပခဲများ၄နိုင်လောက်တွင်၄စက္ကန့်၄မိနစ်မိနစ်၄၀၄နိုင်လောက်တွင်အဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာကိုနေနင်းနဲ့ဆက်သက်တဲ့မင်းကိုရဒေတာမှုတော့တခြားရတရားငွေကြီးနဲ့ပတ်သက်တဲ့ဖောင်းငွေကြီးနဲ့ပတ်သက်စီမံခန့်မှန်းမှုလွဲမှာအထက်အောင်နဲ့ပတ်သက်တဲ့ကိစ္စမိန်ကန်ခန့်မှန်းမှုဖြစ်ပြီးဒီလိုတချို့စီမံဆောင်ကွဲနေတာဖြစ်တဲ့အတွက်မင်းနေဓာတ်ပစ်တဲ့ကာလမျိုးဖြစ်ပါလေဗျာငွေကြီးနဲ့ပတ်သက်လို့ဓာတ်ပစ်ချင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများမှာ အဝအစီမံခံကွက်မှုလွှဲမှားတဲ့ကြောင့်အဆင်မပြေတတ်ပါဘူး။မင်းနေဓာတ်ပြက်နေတဲ့ကာလဆိုမမအောင်ပေါ့ဗျာ။ဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စဓာတ်ပြက်နေတဲ့ကိစ္စလေးအဆင်ပြေခြင်းတို့ကြာသာပရိအနောက်ရက်ကိုလှည့်ဒါမှမဟုတ်လို့ချင်းတော့အင်္ကာတော့အရှိတောင်တောင်မှာခမရအိုင်းမှာကစွန်မင်းလေးငားပဲလောက် ခင်ဗျာရေလေးသေးထည့်ပြီးတော့စိမ့်ပြီးတော့စိုက်ထားလိုက်သမှာဗျာကစွန်းလေးကစွန်းလေး9ညလောက်ခင်ဗျာရေလေးထည့်ပြီးစိမ့်ပြီးတော့စတူတောင်းအတင်ကစွန်းညလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်အပြောင်းရွှေ့ရာဒူဒူလေးလုပ်မယ်မြေယာနဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်အဲ့ဒီကိစ္စလေးတွေအဆင်ပြေခြင်းနဲ့အမြန်ဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တောင်းလှဲ့လှဲ့ပြီးမှကစွန်းညလေးတွေထားပြီးစူတောင်းမယ်ဆိုရင်လည်းအဆင်ပြေသလိုကြာသာပရိအနောက်ရက်ကိုလှဲ့ပြီးအာလူလေးကင်ပြီးစူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမှာဖြစ်ပါတယ် ကိုသွားခြင်းနဲ့ခီးရတခုကိုပြောခြင်းနဲ့စကားတခုသွားခြင်းတလို့သွားခွင့်ပြောခြင်းတလို့ပြောခွင့်မရှိပါဘူးဗျာသွားခြင်းတလို့သွားခွင့်ပြောခြင်းတလို့ပြောခွင့်လေးလေးရှိရင်တော့ဗုဒ္ဓတောင်ရကိုလက်ဆန်လေးဆန်သီးလေးသုံးသီးလောက်ကိုကိုင်းရင်ပြီးမှဆူတောင်းအတင်းဆန်လေးရဲ့အာကျွန်တော်တို့လေအာသွားတဲ့ခီးလေးအန်ဒီကင်းရှင်နဲ့ပြောတဲ့စကားလေးအောင်မီကြောကြနေသွားတဲ့ခီးလေးအန်ဒီကင်းမီပြောတဲ့စကားအောင်မီအောင်အတင်းဆန်လေးကကုညီဆောက်ချတော်မူပါဆိုတဲ့အကြောင်း ဗုဒ္ဓတောင်ရက်ကိုလက်ပြီးဆက်လက်ကလေးကိုင်းပြီးဆူတောင်းမယ်ဆိုရင်ဆက်လက်ကလေးကိုဆူတောင်းပြီးမှတစုံတယောက်တို့ကုသိုလ်ပြုမယ်ဆိုရင်ဖဲချမ်းစိတ်ကလေးပြုမယ်ဆိုလို့ရှိရင်တင်းတို့မှလွဲချွန်နေသောကိစ္စများအမြန်သူတက်မှာမှာဖြစ်ပါတယ်ဗျာယောအဖို့လိုဒိုးအကျော်အမှုခင်းပြဿနာတွေဝေကွာမယ်ယောအရီဖို့မှဒိုးရာကျော်မှာဖြစ်ပါတယ်ဗျာဒါကြောင့်ယောအလေးဒီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစဉ်ပြေကျင်ကြတဲ့ပုံကူအားလုံးတို့ဒီအကျွန်တော်တို့အလိုပေါအင်္ဂါတောင်းအရှိတောင်းတောင်းလက်အဲ့ခမလေးဖိတ်လေးဖြောပြီးမှတောက် အသင်လက်ဖက်ရေးလေးရောအဖော်လိုဒိုးအကျော်ချင်းနဲ့အမှုဖင်းပြဿနာတွေဝေးချင်းနဲ့ငွေကြီးများစုလိုက်ပြုံးလိုက်လိုးလိုက်ခဲလိုက်ဝင်းချင်းနဲ့ထိပေါက်ချင်းနေဗျာကျွန်တော်တို့မှာပိတ်ဆို့နေတဲ့ထီကန်းများပိတ်ဆို့နေတဲ့ငွေကြီးများစုလိုက်ပြုံးလိုက်လိုးလိုက်ခဲလိုက်ဝင်းပြီးအန်ဒရယ်ဖြစ်စီမဲ့အန်ဒရယ်ဟူကြောက်စီတဲ့အန်ဒရယ်နဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့အခက်အခဲများအမြန်ဆုံးကင်းစင်ပပြအောင်အသင်တော်ဟိုလက်ဖက်ရေးလေးကကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အရှိတောင်းတော့လက်ပြီးမှလက်ဖက်လေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းမှဖြစ်ပါတယ် ဒါမှမဟုတ်လေလက်ဖက်လေးကိုကိုင်းပြီးဆူတောင်းဆူတောင်းပြီးတစုံတစ်ယောက်တို့သူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်သင်တို့မှာရိုးရဖော်လို့ဒူးရကြော်ပြီးအမှုခင်ပြဿနာများဝေးမယ်ဝေးကြီးများဆူလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရှင်ညာမီမိသားစုကပြီးတဲ့ရေလေးလေးရလွယ်လေးလေးတွေပြီးတာပါနော်ကျွန်တော်တို့ဒီနေ့ဆိုရင်10ရက်6လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာအင်္ဂါနေ့ရကံကောင်းသေးတဲ့ခဏလေးတွေရှိပါတယ်အောက်ပါလေးဒီကိုအင်္ဂါတော့အရှိတောင်တော့လှဲ့အဲ့တော့လေရေးလေးတောက်ပြီးမှဆူတော့ အတင်းကြီးလေးရဲ့ကျွန်တော်တို့အော်မာလီထီလေးတွေထိုးမယ်ဒီကန်လေးတွေစမယ်ကျွန်တော်စမ်းမယ်ဒီကန်လေးတွေအမြန်ဆုံးအဆင်ပြေအောင်ကုညီစောက်ကြတော်မူပါဆိုပြီးတော့ဆူတော့အော်မာလီထီလေးတွေထိုးမယ်ဆိုရင်ဒီနေ့မှာ1တို့၄တို့3တို့နော်5ဆိုတဲ့ကန်1 3 5ဆိုတဲ့အားလေးတွေခွေးမယ်အလေးနှစ်ဆိုတဲ့ကနန်းလေးတွေကိုခမရအထူးသဖြင့်၄နှစ်တို့၄3တို့ဆိုတဲ့ကန်လေးတွေအထူးကနန်းလေးတွေကန်စမ်းမယ်ဆိုရင်ဒီတို့မှာပိတ်နေတဲ့ထီကန်များအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အင်္ဂါနေ့မှာဖြင့်ကျွန်တော်တို့ဗုဒ္ဓတောင်ရက်ကိုလည်းပြီးရေးလေးတောင်းမယ် အငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပြီးတော့ဂျာသာပတိမတိုင်မီအဆင်ပြေပြီးတော့အင်္ကာတော့အရှိတောင်တော့လက်ပြီးရေးလေးတောက်ပြီးစူတောင်းမယ်ဆိုရင်ထီကံများအများဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာအထီကံလေးတွေဆို၄နှစ်တို့၄သုံးဆိုတဲ့ကဏ္ဍလေးတွေထီကံလေးတွေကန်ဆမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လာမည်ဖြစ်ပါကြောင်းရွှေညာမီမိသားစုကိုဒါဆရာကြီးမြန်မာပြည်မှာလေးလေးစားစားလေးတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ပြီးဖို့တဲ့ အဗုဒ္ဓတောင်ရကူလက်ပြီးရေးလေးတောက်တဲ့ရေရလေးတွေပြုတ်လုချင်းပြီးအတင်းတို့မှာဖြစ်ပေါ်နေတဲ့ငွေကြေးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းလောက်ပြီးသာသနာပြုနိုင်တဲ့တာကောင်းသမီးကောင်းများဖြစ်ကြပါသေးကြောင်းလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါရဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပြပါဗျာ